အခုဆက်ပြောမယ့်သတင်းကိုတော့ကျွန်မအနေနဲ့မေကွန်လေးနဲ့ဆက်လိုက်ချင်ပါတယ် အသက်သေးဆုံးတော့မဲ့ချစ်သူဟာတစ်ချိန်ချိန်မှာဒီသိပ္ပံနည်းပညာအသစ်တွေနဲ့ပြန်ပြီးတော့ရှင်သန်လာမယ်ဆိုလို့ရှိရင်ဘယ်နှစ်နှစ်ကြာအောင်စောင့်နေနိုင်ပါသလဲတချိန်ကတော့တရုတ်အမျိုးသားတယောက်ဖြစ်တဲ့ဂွေကြည့်မင်ဟာတရုတ်နိုင်ငံသူနိုင်ငံသားတွေအကြားမှာအချစ်သူရဲကောင်းတယောက်ဖြစ်ချီကျူးခံခဲ့ရပါတယ်။သူဟာ2018ခုနှစ်မှာကင်ဆာရောဂါနဲ့ကွယ်လွန်သွားတဲ့သူရဲ့ဇနီးတဲ့ပေါ့လေအမျိုးသမီးအာဒီဂျန်ဝမ်လျန်ကိုသ ပံနီးပညာတွေတိုးတက်လာတဲ့ဒီနေ့အသက်ပြန်ရှင်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အပူချိန်အနှုတ်196ဒီဂရီစင်တီဂရိတ်ရှိတဲ့နိုက်ထရိုဂျင်အရေးကိုတုံးထားတဲ့အေးခန်းထဲမှာထိမ့်သိမ်းထားခဲ့ပါတယ်။လူတိုင်းကသူဟာသူ့ဘဝလက်ကျန်အချိန်တွေကိုဒီဇနီးတဲ့ပေါ့လေသူအမျိုးသမီးဖြစ်သူကိုစောင့်ဆိုင်းရင်းနဲ့ရှင်သန်နေတဲ့သူတယောက်အဖြစ်မြင်ခဲ့ကြပါတယ်။သူကလေလာမယ့်နှစ်ပေါင်း30မှာသူဟာတက်ကြီးရွယ်အိုဖြစ်နေနိုင်ပါတယ်ဒါပေမဲ့စောက် ောက်နေမှာပါလို့ပြောခဲ့ပါတယ်။အဲ့လိုမျိုးပြောခဲ့ပေမဲ့အခုအချိန်မှာတော့အာဂွေကြည့်မယ်ဟာသစ္စာပေါက်တယောက်အနေနဲ့ဆွဆွဲခံနေရပြီဖြစ်ပါတယ်။စနီးတဲ့ကိုအေးကန်းထဲမှာအေးခဲထားပြီးရှင်းနေကြလာတဲ့အချိန်မှာတော့ဂွေကြည့်မင်းတယောက်ရီစာအစ်စ်ရခဲ့လို့ပဲဖြစ်ပါတယ် ဝေဖန်သူတွေကတော့ဂွေကြည့်မင်ဟာဘဝကိုရှေ့ဆက်သွားမယ်။ဦးတက်အိမ်တက်ထူထောင်မယ်ဆိုလို့ရှိရင်ဇနီးတွေကိုဘာလို့အဲ့ဒီအေးခန်းထဲမှာထထားရတာလဲ။ဒါဟာတစ္ဆာဖောက်မှုဖြစ်တယ်ဆိုပြီးတော့ဆွဆွဲကြပါတယ်။ချစ်သူအစ်စ်ထားတာနဲ့ပတ်သက်လို့ဂွေကြည့်မင်ဘက်ကတော့သူကသူ့မိမကိုချစ်နေတော့မှာပဲ။ဒါပေမဲ့နှစ်ပေါင်းများစွာအထီးကျန်နေမှုကနေလွန်မြောက်ဖို့နဲ့ကျမ်းမာရေးအတွက်တစုံတစ်ယောက်လိုအပ်နေလို့ရီစာအစ်စ်ကိုထားတာပါလို့ဖြေရှင်းခဲ့ပါတယ်။ အေးအေးခန်းထဲမှာခန္ဓာကိုယ်ဆဲတွေမပြတ်စည်းအောင်နိုက်ထရိုဂျင်အရေကိုတုံးပြီးတော့အေးခဲထားတဲ့စနစ်ကိုတော့ခရိုနစ်လို့ခေါ်ကြပါတယ်။အဲ့ဒီနည်းပညာနဲ့လူခန္ဓာကိုယ်ဆဲတွေမပြတ်စည်းအောင် နှစ်ပေါင်းများစွာထိမ့်သိမ်းထားနိုင်ပေမဲ့လူတယောက်ဟာသူ့အိမ်ထောင်ဘက်ကိုဘလောက်ကြာအောင်စောင့်နေသင့်တယ်ဆိုတာကိုတော့သတ်မှတ်ထားတာမျိုးမရှိပါဘူး။ဆိုတော့ပရိသတ်တွေအနေနဲ့ရောဒါဘယ်လိုမျိုးမြင်လဲ။အာ ကိုကိုတိုင်းဆိုရင်ရောဘယ်နှစ်ထိစောင့်နိုင်ကြမှာလဲတကယ်ရောစောင့်ဖို့ဆိုတာဖြစ်နိုင်ရဲ့လားပေါ့နော်တတိချာချာလေးစဉ်းစားကြည့်စီချင်ပါတယ်